ကျွန်တော်ညီမတွေကညောပြူတကယ်မချစ်ကြောက်ပြကိုကိုလိုစည်းဝါအတအတွက်ညောပြူချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီမှာခမည်းမပါအောင်နေဖို့တတော်ပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်အဲ့တော့ဒီနေ့ကဒီနေ့ September sorry November 22ရက်နေ့ရက်စွဲအတွက်ရုပ်တလီပြောဖို့ဆိုတဲ့နေရာမှာကျွန်တော်ပုံမှန်လည်းပြောရင်တော့ကျွန်တော်အချိန်ကလူနေတဲ့အတွက်ပုံမှန်ဆိုရုပ်တံပြောဖို့အစီအစဉ် ျွန်တော်အစမပြေတော့ရှိတယ်ဖြစ်တယ်သို့တော့ကျွန်တော်မပြောရင်လည်းတချို့တွေကနေထိုင်နေချိန်လာမောင်းလာပြောလာဆိုလာဆိုတော့ကျွန်တော်မှလည်းရုပ်လေးတော့ထွက်ပြတာကျွန်တော်ချင်းကြီးလေးနည်းနည်းပြောပြတာပေါ့ကျွန်တော်မှလည်းဟိုပြောရရင်တော့ဒီဒီဘယ်လိုလုပ်သမရခီးစင်နဲ့ခြာလဘက်လေပြီးလုံမပန်းနေရတဲ့ခါဒီနောက်တစ်ခါမနေ့ကထွက်မဲ့ channel တော့ကျွန်တော်လုံးဝပန်းနေရတဲ့အခါကြောင့်ကျွန်တော်ဒီနေ့တနေ့လုံးမှသတင်းကိစ္စကိုအသေးစိတ်ဘာလို့မှကျွန်တော်သိချင်မရလိုက်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်ပို့ပလန်ပြောရုပ်တံဒီနေ့ဆိုရင်ပြောဖို့တော့အဆင်မပြေတဲ့အထက်မှာပါပါတယ်။သို့တော့ကျွန်တော်မပြောရင် မပြောရင်ခုနပြောတဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ပလိမပြောရအောင်လားဆိုကြီးလာမောင်းလားပြောကြဆိုကြရရှိတော့အခုလုံးလဲကျွန်တော်ကြောက်ရပါတယ်အဲ့တော့ကျွန်တော်ရုပ်သလေးနည်းနည်းပြန်ထွက်ပြိုင်ပြောတာပါအဲ့တော့ဒီနေ့ကျွန်တော်တို့ဘယ်လိုသမရခီးစဉ်ဒီပြီးတဲ့သမရရဲ့ဘောပေါ့နော်ဘယ်လိုသမရနဲ့ပူဇော်မှုကြီးကိုတွေးကြတဲ့အဲ့နပသက်ပြီးအကြံဉာဏ်လေးကျွန်တော်ပြောမယ်အကြံဉာဏ်လေးကျွန်တော်ပြောပါမယ်အဲဘယ်လိုသမရကိုဂုံပြူတဲ့အနေနဲ့ဒီနေပြီးတော့လန်ဒလန်ကို Minx Minx Road ဆိုပြီးတော့လမ်းကိုဝပစ်လိုက်ပါတယ်နေပြီးတော့မှရှိတဲ့လမ်းကိုပြောရရင်တော့အမ် တော်တို့ဒီ horizon ကြီး horizon ရှိတဲ့လက်မကြီးပြားလက်မကျွန်တော်မေ့တယ်အဲ့လက်မကြီးကိုရေးပေးပါဟုတ်ကွက်ထွက်သွားတယ်ဟိုဟို MIC0 ဘာလို့ကွက်ထွက်သွားတယ်လက်မကြီးတစ်ခုရှိတယ်အဲ့လမ်းကို mix land ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်အဲ့ဒါတော့ Belarus သမရကိုဂုံပြူတဲ့အနေနဲ့ဒါပေးတာပါပြောရင်တော့ Belarus သမရဆိုတာကဒီမြန်မာနိုင်ငံနဲ့ Belarus သမရ Belarus နိုင်ငံရဲ့ဂျားမှာနှစ်နိုင်ငံဆက်ဆံရေးမှာပထမဆုံးအကြိမ် Belarus သမရသမရအဆင့်ပုဂ္ဂိုလ်ကဘုံကြီးမင်းအောင်လာရဲ့လက်ထက်မှာရောက်လာတာဖြစ်တယ်အဲ့တော့ဘယ်လိုပဲပြော ီလိုပုံကိုရောက်လာဖြစ်တဲ့အတွက်ဂုံယူရမယ်ဂုံပြူရမယ်ဆိုတဲ့အနေနဲ့မျိုးဂုံပြူတာဖြစ်တယ်ပြောရရင်တော့1994ခရီးကပြလုံးနိုင်ငံသမရဖြစ်နေတာပေါ်ထမ်းဆောင်တည်တဲ့ပုံကိုအခုဆိုရင်ခင်ဗျားတို့ကြည့်နှစ်ပေါင်း20နှစ်အဲ29နှစ်ရှိပြီ29နှစ်ရှိပြီပေါ့နော်ဆိုတော့အဲ့ဒါလောက်ရှိပြီဖြစ်တဲ့ပုံကိုတရားအင်မာဖြူဟိုဟိုဘယ်လိုခေါ်လဲနိုင်ငံကောင်းဆောင်တာပေါ်ထမ်းဆောင်တာနှစ်ပေါင်း29နှစ်နှစ်ပေါင်း30နှစ်ပဲရှိပြီဖြစ်တဲ့ပုံကိုဒီမှာလာပြီးတော့တာဝန်ထမ်းတာဒီမှာလာပြီးတော့ဒီကိုလာပြီးတော့လေပြီးတာဒီမှာလာပြီးခီးစင်လာပြီးတာပြီးတော့မြန်မာနိုင်ငံဆိုးအဆက်ဆက်တော့ရှောက်ပါ ဘယ်လာရုစ်ကဆိုဝင်းကြီးချုပ်အဆင့်အမြင့်ဆုံးလာဘူးတော့ဖြစ်တယ်ကျွန်တော်ကတော့တမရအဆင့်တစ်ခါမလာဘူးမလာဘူးတဲ့တော့ပထမဆုံးလာဘူးတော့ဖြစ်တဲ့အတွက်ဒီလိုပုဂ္ဂိုလ်လာတာကမြန်မာနိုင်ငံအတွက်ကတကယ်ကိုကောင်းပါတယ်အဲ့တော့ကျွန်တော်ဘယ်လာရုစ်တမရကိုကျေးဇူးတင်ရပါတယ်ဘာပြောကျွန်တော်ကျေးဇူးတင်ရပါတယ်ဘာလို့ကျေးဇူးတင်ရလဲမင်းဒီလိုတိုင်းပြည်ရဲ့ဒီလိုအခြေအနေမျိုးမှာနိုင်ငံတကာကကိုယ့်နိုင်ငံကိုဆက်ဆံဖို့ဟိုတွန့်ဆုတ်နေရတဲ့အချိန်မျိုးမှာဘယ်လာရုစ်တမရကကိုယ့်နိုင်ငံကိုလာဆက်ဆံပေးတယ်စကားပြောပြီးကိုယ့်နိုင်ငံတရောက်လာပြီးတော့မှသိရှာလာပြီးသွားတယ်ဆိုတာတကယ်ကိုပဲဟိုထူးခြားတဲ့ဟိုထူးခြားတဲ့ဖြစ်ရတခုပါပြီးတော့ ီ21နိုင်ငံခင်းချင်းကနေစပြီးတော့ဒီဘက်25ဒီ9နှစ်နေပါအတွင်းမှာနိုင်ငံတော်သမရအဆင့်ပုဂ္ဂိုလ်ပထမဆုံးလာလဲတာဖြစ်ပါတယ်ပုဂ္ဂိုလ်နိုင်ငံခြားနိုင်ငံတနေငယ်နိုင်ငံတော်သမရအဆင့်ပုဂ္ဂိုလ်တော့ဖောင်းလာတာဖြစ်ပါတယ်အခြားနိုင်ငံလူတွေလာတယ်ဆိုတာကဥပမာဆွေးကြပါစို့ဟွန်ဆန်ဟွန်ဆန်လာတယ်ဟွန်ဆန်လာတာရှိတယ်ဟွန်ဆန်လာတာဆိုရင်ဟွန်ဆန်လာတာဆိုလို့ရှိရင်ဝင်းချုပ်အဆင့်ဟွန်ဆန်လာတယ်ဟိုပြောရင်တော့ပိုးပြီးအဆင့်မြင့်တဲ့ဥရောပအဆင့်နိုင်ငံတွေဆိုရင်ဒါဟိုပထမဆုံးဖြစ်တယ်ဟွန်ဆန်ကလာတယ်ဆိုတာကဒီလာလဲတယ်ဒီမှာဒီအာဆီယံမြန်မာဘူဇုံမှုကြီးနဲ့လာတွေ့တာကိစ္စရှိခဲ့ဘူးလေ ဒါပေမဲ့အာဆီယံတွေကဒီတာရင်းကိစ္စလေးဒါဖြစ်တယ်။ဟိုကကျတော့ကမ္ဘာနဲ့ဆိုင်ဝါးနဲ့ကြီးတဲ့ကိစ္စကြီးဖြစ်တယ်။ပြောရရင်ပိုပြီးတော့ကြီးကျယ်ခံထားတဲ့အဲလာယမှုဖြစ်တယ်။အဲဒါကြောင့်ဟိုဘယ်လိုလဲတမန်လိုကေရှင်ကိုကျွန်တော်တို့ပြည်သူကြောင့်နေနေရောဂျန်နစ်ကြောင့်နေရောကျေးဇူးတင်မိတယ်။ပြီးတော့ရွေးကောက်ပွဲကျင်းပကနီးတဲ့အချိန်မှာရောက်လာတာပိုတော့ကျေးဇူးတင်ရသေးတယ်။ဆိုတော့ဒါလေးကကျွန်တော်တို့ကျေးဇူးတင်ပါလို့သူဒီလိုမျိုးလာပြီးတော့သူဒီနေ့ပိုလျုံကြီးမြောင်းအောင်လည်းတွေ့ရချင်းမှာသူစကားပြောရတယ်လေတော်တော်ကောင်းတယ်ဥပမာဆိုကြပါစို့ပိုလျုံကြီးမြောင်းအောင်လည်းအစိုးရဖို့သူချီးကျူးသွားတယ်သူ့ရဲ့ဒီနိုင်ငံကောင်းဆောင်တန်တန်းတစ်ချက်အစိုးရတန်တန်းတစ်ချက်နိုင်ငံလူတွေတန်တန်းတစ်ချက်မှာ ကိုကြုံကြီးမေအွန်လိုင်းနဲ့ဒီအစိုးရလက်ရှိအစိုးရဖွဲ့ဝင်တွေလူမျိုးတိုင်းပြည်ပေါ်ချစ်မှန်လို့ဆိုတာနဲ့အကြုံမဲ့စူးစမ်းပေးတဲ့ပုံကိုသူမတွေ့ဘူးသေးဘူးဆိုတာမျိုးသူ့ဘာမတွေ့ဘူးသေးဘူးတကယ်ကိုခုမှကျွန်တော်ကျွန်တော်တွေ့ဘူးတာပါဆိုတာမျိုးသူဒီလူမျိုးထုတ်ဖော်ပြောတယ်နောက်တစ်ခါကိုကြုံကြီးတို့ရဲ့ချစ်ပါမယ်လာမယ်ရွေးကောက်ပွဲကိုလည်းထောက်ခံအားပေးတဲ့ကြိုးဆိုတယ်ထောက်ခံတဲ့ကြိုးဆိုတယ်အားပေးတဲ့ဆိုမျိုးသူပြောသွားတယ်တချင်းတွေကပဲတခြားဒီတန်တမကြီးရဲ့ကိစ္စအိမ်မှာသူအများကြီးပါပြောတယ်ပြီးတော့ဘယ်လိုလုပ်နေမှာကြားမှာစာချုပ်တွေကလည်းမနေဘူး16ခုလောက်အဲ sorry 16ခုလောက်ချုပ်ဆိုသွားတယ် ဲ့ဒါအရက်ဘက်ကအရက်ဘက်ကနိုင်ငံတော်အစိုးရအရက်ဘက်ကနှစ်ဖက်စလုံးမှာ16ခုလောက်ချုပ်သွားတယ် UMCA နဲ့ချုပ်တာလည်းရှိတယ်ဒီဘက်ကနိုင်ငံတော်နဲ့ချုပ်တာရှိတယ်သူဆိုတော့16ခုလောက်ချုပ်သွားတယ်စာချုပ်ပြီးချုပ်ပြီးတော့နိုင်ငံဆက်ဆံရေးကိုတေချာတေချာလုပ်သွားတာတွေ့ရတယ်အဲ့ပြီးဘယ်လိုလုပ်ဆိုမြန်မာနိုင်ငံနဲ့ပတ်သက်ရင်ဤပညာကိစ္စတွေလေချောင်းကာကွယ်ရေးရောတခြားဘာရေးညာရေးစစ်ဘက်ဆိုင်ရာကိစ္စတွေပါအများအပြားကျွန်တော်နိုင်ငံကိုဘယ်လိုလုပ်ဆိုအများကြီးကူညီပေးထားတယ်ပြောရရင်တော်တော်လေးတော့ဒီဒီဘယ်လိုလုပ်ဆိုကျွန်တော်နိုင်ငံနဲ့ပတ်သက်တော့အားထည့်ကူညီပေးတာတွေ့ရတယ်ပြီးတော့ Mr. Lucas Shango ကိုရိုင်းကလည်းဒါဒီဒုက္ခကြီးဟာ တကယ်ကမ္ဘာအင်အားကြီးထိပ်သီးနိုင်ငံခေါင်းဆောင်တယောက်လာမဲ့ခီးစဉ်အတွက်ရှေ့ပြေးလာလို့တော့ကျွန်တော်တွေးမိတယ်နိုင်ငံခေါင်းဆောင်တယောက်ကမ္ဘာထိပ်သီးခေါင်းဆောင်တယောက်ရဲ့မြန်မာခီးစဉ်ရှိလာနိုင်ခြင်းရှိတဲ့အတွက်ရှေ့ပြေးဖြစ်နေလာကြလားလို့တော့ကျွန်တော်စဉ်းစားနေရအဖြစ်တယ်ပေါ့နော်ဒါတော့စဉ်းစားမိတယ်ရှုတော့ပြောတာဟုတ်ကဲ့ okay အဲ့တော့ဒါဘုသူမကြီးကလည်းဒီဘာပဲပြောပေလောက်ဆမနာကိုဂျေဇူးတင်တဲ့ကိစ္စတွေသူကဖြစ်သီးချာသူတို့နှစ်ယောက်ဟိုမြင်ရတဲ့မြင်ကွင်းကနှစ်ပေါင်းမျိုးစာရင်းနှီးနေတဲ့လူတွေလိုမျိုးသူတို့နှစ်ယောက်ကိုတွေ့ရတယ် ကိုမနေ့တနေ့မှာစခင်းတဲ့လူမျိုးမျိုးနဲ့နှစ်ပေါင်းများစွာရင်းနေတဲ့သူတို့မျိုးတွေ့ရတယ်။ဘာလို့ဗိုလ်ချုပ်ကြီးမရောက်နိုင်ကဒီသာတော့ तू ကလည်း तू ပါ तू तू စိတ်ရင်းအမှန်တိုင်းအရှိရှိတရားတိုင်းပေါင်းတဲ့အတွက်လိုကေရှင်ကိုကလည်းဒီလူကိုလက်ခံလို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့ပေါင်းတာတွေ့ရတယ်။ပြောချင်တာတယောက်တယောက်လက်ကလေးတစ်ချက်ဆုပ်ကိုင်းပြီးတော့ခင်ဗျလေကလေးကတက်လာတဲ့ဟာလေးတွေအရစားကျွန်တော်တို့ကြည့်နေရကျွန်တော်ကဘေးကျွန်တော်တို့ကြည့်နေရလို့ဆိုမြင်ရတယ်။တပုတ်မတန်းတိုင်းနေလို့ဆိုကျွန်တော်တို့မြင်ရတယ်။ကြည့်ပြီးတော့ပြီးတော့ကျွန်တော်ခင်ဗျားတို့က Facebook တွေမှာ TikTok တွေမှာ YouTube တွေမှာတွေ့နေတယ်တက်နေတယ်တယ်လီဂရမ်တွေတက်နေတယ်သူတို့မျိုးကဆက်ဆက်ရေးဗီဒီယိုဖိုင်တွေက ကျွန်တော်တို့ကအနည်းငယ်မြင်ရတယ်လို့ခင်ဗျားတို့မြင်ရတယ်ဆိုတော့ကမြင်ရတဲ့အပိုင်းလေးပဲမြင်ရတာမမြင်ရတဲ့အပိုင်းတွေပါရှိတယ်ဆိုတော့အဲ့ဒီမမြင်ရတဲ့အပိုင်းတွေကိုပြောရမယ်ဆိုရင်ပို့ပြီးတော့တို့တွေရဲ့ဆက်ဆံရေးကတော်တော်ကိုဟိုနီးနီးကပ်ကပ်ရင်းရင်းနီးနီးရှိနေတာကိုတော့တွေ့ရတယ်တော့တွေ့ရဆိုတော့ဘာပြောဘုဇမှုရှိတယ်လေခွန်အားတစ်ခုဖြစ်တာပေါ့ဗျာဘာပြောနော်အဲ့တော့ပြီးတော့ဘာဒီဒီခီးစဉ်ကနေမြန်မာနိုင်ငံအတွက်တော့ဟိုဘာကောနိုင်ငံတကာကသတိထားဆောင်ကြည့်ရမယ်ခီးစဉ်တခုအဖြစ်နဲ့အမှတ်ရသွားတော့တော့သိကြပါတယ်ဒါတစ်ချက်ပေါ့နော်အာကျွန်တော်တို့ခီးစဉ်ဒီဒီဒီသတင်းတော်တွေနဲ့ပတ်သက်ရင်တော့ နိုင်ငံတော်အဆင့်ကြီးကြီးစားတွေမှာတော့တကယ်ဝမ်းသာစရာကောင်းတယ်သူတကယ်ဟိုဟိုကျေးဇူးတင်နေကောင်းတဲ့ခီးစဉ်တွေဖြစ်ခဲ့ပြီမြင်တယ်သမားကိစ္စမှာတော့ဟို season နဲ့ arrangement ပဲမှာတော့အစိုးရဘက်က arrangement ကနည်းနည်းအာရော့တော့တွေ့ရတယ်ကျွန်တော်သိမ့်ကြိုက်ဘူးအာရော့တယ်အဲ့တော့ဟိုကိုယ်ကလည်းပြောတာပြောတာတကယ်နောင်မြဒီကောင်မခေါ်နဲ့ကွာဖြစ်မှာဆိုတယ်နောင်မြဒီကောင်မခေါ်နဲ့ကွာဖြစ်ဖြစ်တော့မှလည်းစိုးတယ်ဘာလို့ညာကြီးပါကျွန်တော်တို့ဘေးကမြင်ရတဲ့အမြင်ရဆိုရင်တော့လိုအပ်ချက်တွေအများကြီးတွေ့ရတယ်ပြီးတော့ဟိုသူတို့ရဲ့စဉ်းစားမှုစဉ်းစားနည်းတွေဘယ်လိုစဉ်းစားလဲတော့မသိဘူးကျွန်တော်မီဒီယာတကယ်တော့ ီလိုသတင်းမျိုးကိုမီဒီယာကိုခေါ်ပြီးတော့အများပြည်သူကိုထုတ်ပြတာဖြစ်တဲ့အတွက်ထောက်ပြမယ့်ဟာတွေမသမျှဟာမီဒီယာကိုပုံပေါ်လင်းလင်းနဲ့သိချထုတ်ပြလိုက်လို့ရှိရင်ကောင်းမယ်ပေါ့နော်သူဟိုကန့်ဒီကန့်ဟိုသွားဒီသွားဟို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 တာဒီတာဆိုတာကြီးကြတော့လေမကောင်းဘူးအဲ့ဒါကြတော့လေမကောင်းဘူးဘာလို့ဆိုတော့သတင်းသမားတွေကသတင်းသွားယူတဲ့အခါကျွန်တော်တို့လည်းကိုယ်တိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်မင်းလင်းဘာလို့တက်ပုံလာဆင်းရိုက်လဲကျွန်တော်သတင်းတော့လွှတ်လို့ရမလဲကျွန်တော်ဘာလို့သွားတက်ပုံရယူသတင်းယူလဲဆိုရင်ကျွန်တော်ဒီမြင်ဝင်းလို့မြန်မာထင်နေမြင်ချင်တာမြင်ချင်တဲ့အတွက်ကျွန်တော်သွားကြည့်တာမြင်ချင်တဲ့သွားကြည့်ကြီးနေတဲ့ ြည့်တဲ့အပြင်ဒီအစိုးရအတိုင်းကတရင်းသမားတွေဘုံမှာဘယ်လိုသဘောထားလဲဆိုတော့လေကျွန်တော်သိချင်တာဒါကြောင့်မို့လို့ကျွန်တော်ကိုယ်တိုင်လာပြီးတော့ဓာတ်ပုံရိုက်ကိုကြိုးစားတာဓာတ်ပုံရိုက်တော့ရပွင့်လဲပြောရင်တော့တရင်းသမားတွေနဲ့ပတ်သက်ရင်အစိုးရအတိုင်းကဘယ်လိုဆက်ဆံလဲဘယ်လိုသဘောထားလဲဘယ်လိုတတ်မှတ်တယ်လဲဆိုတာကိုဒီလိုအခမ်းအနားတွေကနေပြတာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ဒါကိုသိချင်တဲ့အတွက်တရင်းသမားတယောက်အနေနဲ့ journalist တယောက်အနေနဲ့ကျွန်တော်တော့တွားပြီးတော့ဓာတ်ပုံရိုက်ကိုပြောပြတာကျွန်တော်ကတရင်းတောက်တွေနဲ့ကျွန်တော်အတူရှင်ပြီးတော့ဓာတ်ပုံရိုက်ကျန်တဲ့ PC junior တွေနဲ့ဆက်သူတို့နဲ့ဆက်ကျွန်တော်တွဲပြီးတက်မှုရိုက်တယ်ရိုက်ပြီးတော့ကျွန်တော်တော့ဓာတ်ပုံရိုက်မှုနေရာတရင်သွားယူတယ်ပြောရင်တော့ နိုင်ငံတော်ကတာဝန်ရှိသူတွေနိုင်ငံတော်ကြီးကြီးတွေစိတ်ဆုံးပုံကိုရဆိုင်သေးဆုံးပုံကိုစီစဉ်ပြည့်လူတွေသတင်းသားတွေအပေါ်ဘလို့သဘောထားတယ်လဲဆိုတာဒီလိုပွဲတွေရတယ်ပြတာအဲကြောင့်မို့ဒီလိုပွဲတွေကိုကျွန်တော်ကကိုယ်တိုင်ဆင်းကြည့်တာဒါကြောင့်ဒီနေ့တော့တယောက်ကပြောပါတယ်ဟောရတဲ့ရောက်ရင်ရောက်ကျွန်တော်တို့ရောက်ရင်တော့ကျွန်တော်တို့မြောင်းတဲ့ပုခံမှာကျွန်တော်သိပါတယ်ဘယ်အထိရောက်ဘယ်ဘယ်အထိနက်နက်ပုတ်မလဲဆိုတာပဲသိချင်လို့ကျွန်တော်လာကြည့်တာဆိုတော့သူစကားလေးလိုပဲတကယ်မှန်ပါတယ်ကျွန်တော်လည်း ်ညောင်းနေတော့ပုတ်ခံမယ်ဆိုကျွန်တော်တို့သိတယ်ဒါပေမဲ့ဘယ်အဆစ်ထိနည်းနည်းတူနည်းနည်းတူပို့မလဲဆိုတော့သိချင်လို့ကျွန်တော်လာကြည့်တယ်ဒါပါပဲအဲ့တော့သို့တော်ဟိုအာကိုကြိုက်တာမကြိုက်တဲ့ခဏထားလောလောဆယ်နှစ်နိုင်ငံဆက်ဆက်ရေးနဲ့ပြောမယ်ဆိုရင်တော့တော်တော်ကိုသဘောကျပါတယ်အားလည်းကောင်းသွားပါတယ်လာမယ့်ရွေးကောက်ပွဲတွေလည်းခွန်အားတွေရှိတယ်လို့ပြောလို့ရတဲ့သခင်တခုဖြစ်သွားတယ်နောက်တစ်ခုကဒီနှစ်နိုင်ငံဆက်ဆက်ရေးအားကောင်းတဲ့အတွက်တခြားနိုင်ငံတွေကလည်းဒီလိုက်နေလို့မရတော့ဘူးပေါ့ပြီးတော့ဗိုလ်ချုပ်ကြီးကလည်းအခုအမေရိကန်ကဂရင်းကတ်ဒီကနော TPS ဒီပိတ်တာတွေပဲထားအားရထားအမေရိကန်မှာရောက်နေတဲ့ပြည်ပနိုင်ငံရောက်နေတဲ့နိုင်ငံသားတွေအကုန်လုံးကို welcome လုပ်ပြန်ခေါ်တယ် လာခဲ့တို့နိုင်ငံတူတူဆောက်ဖို့ပြန်လာကြကြပါဆိုတော့သူဖိတ်ခေါ်ထားတယ်ဆိုတော့ဒါတွေလည်းတိတ်ကောင်းတဲ့ကိစ္စတွေပါဆိုတော့ဒီဘယ်လိုသမရခီးစင်ကတော့ဒီလိုပါเนาะအဲ့တော့ညနေပိုင်းမှာတော့သူ၄နိုင်လောက်ကပြန်သွားပါတယ်ထူးခြားတာကဘယ်လိုသမရကပွန့်လာပြောင်းမြန်မာပြည်လာလာသူ့ရဲ့အချိန်က48နာရီပဲကြာတယ်စုစုပေါင်းသူ့ရဲ့တုံးသွားတဲ့အချိန်48နာရီအတော့ပြန်ပေါင်းမှာနိုင်60တော့မပြည့်ဘူးမြန်မာပြည်ခီးစင်နိုင်60တော့မပြည့်ဘူးဘယ်လိုသမရမြန်မာပြည်ခီးစင်နိုင်60တော့မပြည့်ဘူးအဲ့တော့ဘယ်လိုစကတွေထွက်လာတာက29ရက်နေ့မနေ့ကထွက်လာ 28ညမှာရောက်တယ်အဲ့ဒီ28တော့ပြန်တယ်ဟုတ်ပြီ28ညညနေဆောင်မှာပြန်ထွက်သွားတယ်28ညနေဆောင်ပြန်တယ်ဟိုဘက်ကတော့29မိနစ်ခန့်မှာပြန်ရောက်မယ်ပြောရရင်တော့48နာရီအတွင်းပဲဖြစ်တယ်သူခီးစဉ်က48နာရီပဲကြာတယ်ဒီမှာဘုသူဘုရားလာစားချုပ်တာကလည်းနိုင်ဝင်းလေးပဲကြာတယ်နေတဝက်ပဲကြာတယ်ဒါကိုကြည့်ချင်းအဖြစ်ဟိုဒီလောက်နိုင်60လောက်ပဲနိုင်60လောက်မပြည့်တဲ့ဒီဒီ state visit တကူတကူကလာပေးတယ်ဆိုတာတာမန်ကိစ္စမဟုတ်ဘူးတာမန် ကိစ္စမဟုတ်ဘူးဆိုတော့တွေးလို့ရတယ်။ဒါကိုပြောချင်တာပါနော်။ဆိုတော့ဒါကတော့ဘယ်လောက်ကိစ္စလဲ။ဒါပေမဲ့ဒါတရားထားလိုက်တော့ဒီလောက်ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်။ဆိုတော့တခြားသတိတွေပါရှိလဲလို့မေးရင်ကျွန်တော်ဒီမှာခြားသတိတွေနေနေပါရှိပါတယ်။ဥပမာဆိုကြပါစို့ကျွန်တော်လက်ထက်ကိုကြောက်ပါရင်စင်စရီတွေနေနေပါရှိပါတယ်။ဥပမာဆိုကြပါစို့ပေါ့ဗျာ။အာဘုရားတော်ပင်တော်ကဒီမြောက်ပြည်မှာဖြစ်နေတဲ့ဟူ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 ဘာလဲမင်းလက်ပံတို့ဘာလို့ဖြစ်နေတာလဲ။မြောက်ပြည်မှာဖြစ်နေတဲ့ online လောင်းစားခြားပြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့ကိစ္စလေးတွေရှိပါတယ်။အဲ့ဒါလည်းတွေ့ပြန်တာရှိပါတယ်။လူရင်းပြောတော့အမေရိကန်ကဒီကိစ္စမှာလာပြီးခြားပြန့်မှာ ဝင်ပြီးတော့ဟိုဝင်ပြီးတော့ဟိုဟိုဘာခေါ်လဲဆိုတော့ဝင်ပြီးတော့ပနာဝင်ယူတဲ့သဘောမျိုးအတင်းဝင်လုပ်တယ်ပေါ့ဗျာပြီးတော့ KNU ကလည်းဟိုစီမံခန့်မဲ့လုပ်တဲ့ဟာမျိုးတွေ KNU ကတာဝန်မခံတဲ့ကိစ္စတွေထောက်ပြတယ်ဆိုတော့ Sodoni ကိုလည်း BBC တို့ဘာလို့ဖြေနေတာသူတို့ဒီ Thai နဲ့ဆက်ဆံပြီးတော့ဟိုမင်းလက်ပံတို့ဘာလို့မှရတယ်ဟိုချားဖြန့်လုံသားတွေကိုပြန်ပို့ချင်တာတော့သူတို့ Thai ကနေပြီးတော့တရားဝင်မဆက်ဆံလို့ပြောရရင်တော့ဗျာဟိုဟိုတရားဝင်မဆက်ဆံမရင်ငယ်လူဆက်ဆံတာပေါ့အဲ့လိုဆက်ဆံတဲ့အတွက်စိတ်ဆိုးတာပေါ့စိတ်ဆိုးပြီးတော့ယူယူနဲ့အဲ့လိုမျိုးပဲဖြစ်တာပေါ့တွေ့ရတယ်ဆိုတော့ ဒီဆိုတဲ့သုံးမျိုးကတော့သူ့တရားဝင်ဖတ်ဆက်ကြရတော့သူကြာယူဆောင်ပြီးပြောကြတာတွေ့ရတယ်။ဆိုတော့ဒါလေးတွေကစဟိုဒါလေးတော့နေပါရှိပါတယ်။အဲ့တော့ဘုရားဆွန်မင်းတို့ပြောတဲ့အားလေးကတော့ဟိုအများပြည်သူကတိပြီးလောက်ပြီလို့ယူဆတယ်။သူ face face မှာသူသူ့ရဲ့ဟိုကနေမြို့တန်နေပြောထားဖြစ်တယ်ပေါ့နော်။ဒါလေးရှိတွေ့ရပါတယ်။တခါဂျန်နေပြီးတော့မှဆိုရင်လည်းနေပြီးတော့မှဆိုရင်လည်းဒီဒီနေပြီးတော့ရှိတဲ့ဆေးရုံတွေကိုလည်းအပိတ်ခတ်ထားရပါတယ်။လောလောဆယ်ကြဆိုင်ထားခတ်ထားရပါတယ်။ဘာလဲဆိုတော့ဆေးရုံနာမည်ကြီးမုံတဲ့။ဘာဖြစ်လို့လဲဆိုတော့ရှောက်တခင်ဝေရောက်စစ်တဲ့အချိန်မှာတိုင်ကြရဲ့ရှိလို့ဖြစ်မှာပါ။စစ်တဲ့အချိန်မှာ လိုင်စင်တန်းကုန်နေတယ်။ဈေးရုံကပုဂ္ဂလဈေးရုံကလိုင်စင်တန်းလည်းကုန်နေတယ်။အဲ့ဒါပြင်တရားဝင်ဈေးကုသခွင့်မရှိတဲ့ဆရာဝန်တွေအထူးဆရာဝန်တွေကထားပြီးတော့ကုသတယ်။ပြောရင်စီရီယမ်မျိုးပေါ့ဗျာ။စီရီယမ်လုတ်သွားတဲ့ဆရာဝန်တွေဖြစ်ဖို့များပါတယ်။ဒါအဲ့ဒါတွေလာတော့မသိဘူးကြည့်ရတာ။စီရီယမ်လာတော့မသိဘူးကြည့်ရတာပေါ့နော်။စီရီယမ်များဖြစ်နေမလားမသိဘူး။အဲ့ဒါတွေကိုလုတ်ထားတဲ့အတွက်သူကဟိုဘယ်လိုပြောမလဲပိတ်လိုက်တယ်ပေါ့လေ။လောဆယ်ဈေးရုံကြီးပိတ်လိုက်ဆိုပြီးကြားတယ်။အဲ့တော့ဈေးရုံတွေကိုပိတ်ခံရတယ်ပေါ့ဗျာ။နော်။နောက်တခြားသတိတွေလည်းရှိပါသလားမင်းရှိပါတယ်။မော်လမြေမှာရှိတဲ့ဆရာတော်ရောပါတော့။မော်လမြေသာသနာ့ရဲ့ဖောင်ဒေးရှင်းဆရာတော်တပါး နော်ရှင်ဇောတိကဆိုပလာပလာအဲ့ပုဂ္ဂိုလ်တယောက်ကိုတပားကိုလည်းမနေ့ကဖမ်းတာဖမ်းတာလို့သိရပါတယ်ဖမ်းတော့လည်းသိရတယ်ဖမ်းခံလဲလည်းချမ်းမြင်သိရတာပေါ့နော်ဒါလေးလည်းဟိုဟိုချမ်းမြင်သတင်းလေးပါနော်နောက်တစ်ခုကအာပိုင်ရှိသေးလေဆိုတော့အမေရိကန်ကလည်းအခု green card တွေနဲ့ပတ်သက်ရင်တော့ပြန်နှင်းလို့မယ်လို့ပြောပြီး green card တွေကပါနှင်းမို့ sorry green card ကိုပါသူစစ်ဆေးလို့မပြောပြီးမြန်မာအပါဝင်တရရနိုင်ငံအားလုံးကပြည်ရှိပေါင်းတဲ့ကိစ္စတွေကိုအမြဲတမ်းရပ်ဆိုင်းမယ်လို့ပြောတယ် ရဆိုင်ပလိုင်းမှာပေါ့ဗျာပြောရရင်တော့ရွှေပြောင်းနေချိန်သူတွေမြေရွှေပြောင်းမှုမရှိဘူးရဆိုင်ပြဖို့တီးသူတို့စီစဉ်နေတဲ့ဆိုတာမျိုးတွေအမေရိကန်ကလည်းဒေါ်နယ်ထရမ့်ကလည်းပြောလာတယ်ပြီးတော့ green card ကိုပြန်စစ်မယ်နိုင်ငံ၁၉နိုင်ငံအများကြီးထောက်ပံ့ကတ်ဒီ green card တွေကိုစစ်ဆေးမယ်ဆိုတဲ့အမျိုးတွေဒါပြောလာတယ်ပြောရရင်တော့သူတို့ဘက်ကလည်းတော်တော်လေးအမေရိကန်ဘက်ကလည်းတင်းတင်းကြပ်ကြပ်လုပ်နေတွေ့ရတယ်နောက်မိုးကုတ်မှာဆိုရင်လည်း PDF ဒီမိုးကုတ်ကလည်းစုတ်ခွာတဲ့သတင်းတွေဒီလိုဆိုစပြီးရပါတယ်တော်တော်လေးမိုးကုတ်မှာရှိတဲ့ PDF တွေဖွဲ့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 စုတ်ခွာပြီးတော့မိုးကုတ်မှာတဖြည်းဖြည်းနဲ့မရှိတော့ဘူးဆိုတော့အကြံမြင်အဲတဖြည်းရော့လာပြီဆိုတော့အကြံမြင်သိရပါတယ် ပေါ့နော်အဲနောက်တစ်ခုကဒီနေ့တော့ဒါနောက်တစ်ခုဝန်သားကြတဲ့ကောင်းတော့မြန်မာအသင်းပေါ့မြန်မာလက်ရွေးစင်ယူဆက်ကွန်အသင်းကအိုမန်အသင်းကိုနှစ်ဘိုးနဲ့နိုင်သွားတယ်နှစ်ဘိုးနိုင်သွားတော့နှစ်ဘိုးနဲ့နိုင်သွားတဲ့ခါကျတော့နှစ်ဘိုးနဲ့နိုင်သွားတဲ့ခါကျတော့ပြောရင်တော့ဟိုအုပ်စုအောင်မှုပုံနှိဆက်သွားပြီပေါ့ဗျာအုပ်စုအောင်မှုပုံနှိဆက်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကျွန်တော်မှရှိတယ်ဆိုတော့ပြောချင်တယ်အဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲခဏရက်ပါရစီအားလုံးပဲကိုရင်းသားစီရှိပါတိုက်ရိုးစီနံပါတ်ထားပါစစ်စာရှိပါကိုနိုင်ငံသားချင်းချင်းအပြန်အသတ်ပြန်နေကြတာကိုလက်ခလောကတီဗီပြောနေတဲ့လူမိုက်လူရဲငါ လူတက်ချမ်းပါအဘိဓမ္မခမရဖြစ်နေသလားဆိုတော့ကိုပြန်လည်မင်းကိုတော့ပြောရင်းနဲ့ခုနိုင်ပါ